ချက်ချင်းဒီတပွဲအနေပြီးစပြီးတော့ဟာရီလာလုပ်ခဲ့တယ်။အဲလုပ်ခဲ့တဲ့ဆိုတော့အဲဒီတော့ကနေကွတ်မဲ့ရေးဆိုတော့နောက်ထောင်ခုနှစ်လောက်ကလေးစပြီးတော့လုပ်ခဲ့တယ်။နောက်ထောင်ခုနှစ်လောက်စပြီးတော့ဟာရီလာလုပ်ခဲ့တယ်လို့ချင်း။မင်္ဂလာပါကိုဟုတ်မင်္ဂလာပါသမီးတို့ကစီလီမူဒီမီဒီယာကပါဟုတ်ကဲ့ဟိုကကိုယ့်ရဲ့နံပါတ်လေးတစ်ချက်တော့ပြည့်တဲ့ကျူမိတ်ဆက်ပြီးပါဦး ဟုတ်ပဲကျွန်တော်နာမည်ကတော့လူရှင်မထားလိမ့်ပါပဲဟုတ်ကဲ့ဒီမောပါတွေကိုရောက်တာကြာများမှုစစ်အာလူရှင်တော်ရဲ့လို့ဖြစ်တာကတော့အာ15နှစ်လောက်ရှိပါတယ်လူရှင်တော်ရဲ့လို့ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟောပါပဲလို့လဲဆိုတော့ရှေ့ကျွန်တော်7နှစ်လောက်ကတော့ဆရာသမားတွေရှိမှပညာတွေသင်ပြီးတော့ professional ဘဝလို့ပြောပါတော့ဒီကျွန်တော်လောကကိုပြီးတော့ဒီကျွန်တော်ပြကနေတာတော့ တော့ဘောပေါ့။ဆိုင်းလို့ရရှိသွားတယ်။ဟုတ်ကဲ့။ပရိုက်တာလုပ်ငန်းတွေလုပ်တော့ကြောက်တယ်။အဲ့ဒါကတော့ဝယ်လဲပြောတစ်ချိန်တော့တော့အာလိုင်းနာမျိုးနဲ့ကြက်ရှင်ကြီးတစ်ဖွဲ့ကနေပြီးတော့စပြီးတော့ပရိုက်တာလုပ်ခဲ့တယ်ပေါ့။အဲလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီတော့ကနေတွတ်မဲ့ဟေးဆိုရင်တော့အာနှစ်ထောင်ခုနှစ်လောက်ကစပြီးတော့လုပ်ခဲ့တာပေါ့။နှစ်ထောင်ခုနှစ်ကစပြီးတော့ပရိုက်တာလုပ်ခဲ့တယ်ဒီနေ့ချင်း လူရှင်တော်အသိအမှောဘလို့တောင်းမျိုးကိုအခုထင်းရဲ့ဆန်းဆောင်ပါအဲလောလောဆယ်မှာတော့မြန်မာနိုင်ငံလူရှင်တော်အသင်းဟိုဥက္ကဋ္ဌအဲကိုလဲကိုဆရာလဲဆရာကျွန်တော်အနီဝါဒီကဆရာပေါ့ဟိုဥက္ကဋ္ဌကြီးကိုတိန်းတော်အောင်နေပြီးတော့ဒီလေငါတို့လူရှင်တော်အသင်းမြန်မာနိုင်ငံလူရှင်တော်အသင်းတိုးတက်ဖို့အတွက်ရန်ကုန်တိုင်းမှာတော့ဟိုပေါ့နော်တနည်းပြောရရင်တော့အဆင့်အဆင့်ပြောရမယ်ဆိုမြို့နယ်ခရိုင်တိုင်း ပြီးသွားမှာပေါ့ဟိုပေါ့အဲ့လိုရှိတဲ့အဲ့မှာကျွန်တော်ကဒါရန်ကုန်တိုင်းတွင်းမှာဆိုခရိုင်၄ခုရှိတယ်ခရိုင်၄ခုရှိတဲ့အဲ့မှာတော့ကျွန်တော်ဟိုသူကရှေ့ပိုင်းနဲ့နောက်ပိုင်းနဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့ရှိတဲ့တဲ့မြောက်ပိုင်းခရိုင်ကတော့အညီမင်ပရိုက်တာလည်းလုံနေတယ်တာဝန်ယူပေးပါဘူးယူပေးပါဆိုတော့ကျွန်တော်မြောက်ပိုင်းခရိုင်မှာဥပဒေပြတာဝန်ယူပေးတယ်ဒီချက်မတည်မနက်ကလူချက်မတည်ရမုံတိုင်းမြောက်ပိုင်းခရိုင်ဥပဒေနဲ့တာဝန်ယူပေးတယ်ဟုတ်ကဲ့ ဒီလူရှင်တော်လောကထဲရောဒီအမှုပညာလောကရရောက်တာကတော့ခက်ခဲရောရှိတာဒီကျွန်တော်လောကခက်ခဲရောက်တယ်ဆိုတာတော့ကျွန်တော်လူရှင်တော်တွေကဟိုတနည်းပြောရရင်ချာချာသောအမှုပညာရှင်တွေမှာတဏ္ဍာန်ကြောင်းတွေရှိတယ်အော်ဂီတမှာဆိုရင်လည်းဂီတတဏ္ဍာန်ရှိတယ်တေယုဆောင်ပိုင်းတေယုဆောင်တဏ္ဍာန်ရှိတယ်နောက်ပြီးတော့ ဟိုမင်းသားမင်းသမီးစိုင်းတဲ့ပညာအမှုပညာတော်တော်များများမှာတန်တန်းကောင်းရှိတယ်ကျွန်တော်တို့လူရှင်တော်တွေမှာလည်းတန်တန်းကောင်းရှိတယ်အဲဆရာတွေနဲ့ဤကဆုံးလိုက်မယ်စိုင်းတက်တာထမ်းမယ်စိုင်းမှာမိထိုးရမယ်အဲ့ဒါပြီးတော့ဇတဲ့ရောက်တော့လေဇတက်တာထမ်းမယ်ကလကအစင်ရတယ်မိထိုးရတယ်အဲ့ဒီဘဝတွေကနေပြီးတော့ဆရာတွေပြက်လုံးပြက်တာကိုကြည့်သင်ဆရာမြင်ဆရာကြားဆရာအားလုံးရဲ့ဘလို့ရုပ်ဘလို့လေးဘလို့တည်ဒီအရာလေးတွေကိုကြည့်ပြီးတော့မှသင်ခဲ့ရတယ်လို့ရှင်တော်ပြောရတယ် ခက်ခဲဆိုတာကတော့ဟိုအရာလုံးသင်တဲ့အတိုင်းမှာသင်တဲ့ပညာအတိုင်းမှာခက်ခဲဆိုတာရှိတယ်ဟုတ်တယ်မိသားစုဝင်တွေရောရှိလားအဲမိသားစုဝင်တွေကတော့ရှိပါတယ်အခုတော့တော်ကျွန်တော်မျိုးလေးတွေကျွန်တော်သမီးလေးတွေကျွန်တော်တုံးယောက်သူတို့တွေရောဟိုကိုတယ်လေးရဲ့လုံဆောင်နေတဲ့ဟိုလုပ်ငန်းတွေကိုရောပံ့ပိုးပေးမှုရောရှိလားအာကျွန်တော်အမျိုးသမီးရောသမီးရောပံ့ပိုးပေးလို့ပြင်နေကျွန်တော် writer လေးလုပ်နေတယ်ဒီရှင်တော်လုပ်ငန်းတွေလည်းလုပ်နေတယ် အဲကျွန်တော်ပြိုင်မျိုးတွေပြိုင်မယ်ဆိုရင်လည်းကျွန်တော်မျိုးသမီးကဒီကိုယ်တိုင်ဒီကြလုံးတွေတိုက်ဖို့လိုပါဘူးဆိုတော့အိမ်မှာချက်ပြုတ်ကျွေးမွေးအဲပြီးွားရင်သူကိုယ်တိုင်မှတ်မှတ်ရပါဘူးကျွန်တော်မိုးရံဘလားပြိုင်ပွဲတော့ကျွန်တော်မျိုးသမီးကိုယ်တိုင်ဘောဆက်ချုပ်တော့လူရှင်တော်ရင်မုံမချုပ်တော့သို့တော်များလဲဟိုသူကိုယ်တိုင်မအိမ်မနေပေါ့တစ်ဖက်မှာသွားချုပ်အောင်ကုံရတယ်များမှာဆိုတော့သူကိုယ်တိုင်အဆောက်အဦချုပ်ပေးခဲ့တော့ဘူးရံဘလားပြိုင်ပွဲတော့အဲ့လောက်ထိပါမှုပြီးတော့ဟုတ်ကဲ့ ခေတ်ကာလတွေကောင်းနေရောဒီလူရှင်တော်အလောကောပရိုက်တာလုပ်ငန်းတွေရောရှေ့ဆက်လုပ်ဆောင်ဖို့ရှိတာလုပ်ချင်တာဟုတ်ပြီတဖက်မှာကိုနိုင်တဲ့ဘက်ကနေပရိုက်တာတွေလုပ်နေနေလေဟိုရှိတဲ့လူရှင်တော်လေးတွေလည်းဟိုတိုးတက်အောင်ကောင်းချောက်ချာဘာလို့ကျွန်တော်တို့တွေလည်းဒီအနုပညာနဲ့အတမိုးဝမ်းကြောင်းပြုလာတဲ့လူကဒီအနုပညာလူရှင်တော်လုပ်ငန်းတွေလုပ်ရှင်ရတာဒါမဲ့လေဟိုဒီကာယယောဂကြီးဆိုတာလေကျွန်တော်နိုင်ငံကနေပြီးတော့ပေါ်ပေါက်လာတဲ့အရာလည်းပေါ့ ဘာကာယယောဂဆိုတော့ကဘာအနေဖြစ်လာတဲ့အတွက်ဘူးမရှာလို့မရတာပေါ့။သို့တော်ညာလဲစီကံတကြလေးတွေနဲ့စီကံရှိရှိလေးတွေနဲ့အလောက်ကင်သွားရမယ်ဆိုလို့ရှိရင်ဒါကြီးကိုကျွန်တော်ကြော်သွားပါမယ်။အဲ့ခါကျရင်တော့ပြောလို့ရှိရင်ဒီအမှုများလို့စောက်ရည်ပေါ့။ကိုရလောင်းနေသားလေးကကိုအပိနေတဲ့လူကအခုအနေနဲ့ဘလို့ပြောရှင်းသေးတယ်ဘလို့မြေသားစကားလေးပြောရှင်းသေးတယ်လို့အဲလောင်းငယ်သားရေတော့မဟုတ်ပါဘူး အနုပညာရေးပါတယ်ပေါ့အားလုံးကစီစီလုံးလုံးလေးနဲ့လုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်တော့အားလုံးကတက်ညီတက်ညီနဲ့လုပ်မယ်ဆိုအတင်းပွဲတစ်ခုပဲဖြစ်ဖြစ်ဘယ်ရာလည်းဖြစ်ဖြစ်အောင်မှာပေါ့အဲအဲ့လိုပဲပရိသတ်ကိုပြောချင်တာကတော့လက်တလုံးမှာတော့ဒမင်းရှင်ဟင်းရှင်ဂျေဆုရှင်ပရိသတ်တွေကိုဂျေဆုဆက်တဲ့အနေနဲ့ပရိသတ်လုပ်ငန်းတွေလုပ်နေတဲ့ပိုဖက်ရှင်နာမှာတာဝန်ယူပြီးလုပ်ငန်းပေးနေတယ် ီကာလာကြီးပြီးသွားတဲ့အခါကျရင်လည်းကျွန်တော်တတ်တဲ့အမှုပညာတွေနဲ့ဒမင်းရှင်ရင်းရှင်ဂျေဇုရှင်ပြိတ္တတွေဆက်လက်ဖြောပြီးနဲ့ဂျေဇုဆက်ပါအောင်လည်းပြောနေတာဂျေဇုဒီမှာအခုလိုသိကြပြီးတဲ့ကိုထန်လင်းကိုကျွန်တော်တို့စီးလီမူမီဒီယာကနေပြီးတော့အရင်ပဲဂျေဇုတင်ရှိပါတယ်ဟုတ်ကဲ့ပါအခုလိုချိန်ပြေးပြီးလာပြီးတော့ကျွန်တော်ပြုပြီးတဲ့စီးလီမူမီဒီယာကိုလည်းသူပဲဂျေဇုတင်ပါတယ်